အလုံးမင်္ဂလာပါခုလေကြာတာကတော့ at sign လေးတွေဖြစ်တဲ့အတွက် Taurus, Virgo, Capricorn တို့မလေးတွေဒီဇင်ဘာလတလစာအတွက်အဟောလေးဖြစ်ပါတယ်အဲ့တော့ဆက်စပ်ချင်း at sign ရဲ့အစာဖြစ်တဲ့ Taurus တမလေးတွေကြည့်ရအောင် Taurus တမလေးတွေအခုကာလမှာဆုံးဖြတ်ချက်ခက်ခဲနေတဲ့ပုံစံမျိုးလေးတွေတွေ့ရတယ်နှစ်ခုနှစ်ခွာ နော်စိတ်ကနှခုနှခွားဒွိဟဖြစ်နေရဲဆိုတဲ့ပုံစံမျိုးလေးတစ်ခုခုကိုဆုံးဖြတ်ချက်ချဖို့အတွက်မရေမရာမတည်ကြတဲ့အခြေအနေရဲ့မျိုးလေးမှာရှိနေတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရပါတယ်နော်အခုကာလလေးရဆိုရင်ဖြစ်နေအဲ့တော့ငွေရေးကြီးငွေအကြီးလေးနဲ့ပတ်သက်ပြီးတော့မှာတော့ဒီလလေးထဲမှာနော်ခုနကဘာတွေကိုတော့စိတ်ပူပြန်နေလဲတော့မသိဘူးအခု current energy ရ current situation ရဆိုတော့ဒါပေမဲ့ဒီဒီဇင်ဘာလမှာ Taurus ဇင်ဘာလေးတွေငွေရေးကြီးလေးနဲ့ပတ်သက်ပြီးတော့မှာမိမိတို့မျောလင့်ထားတဲ့လိုမျိုး မိမိတို့ပုံဖော်ပထားသလိုမျိုးပုံစံမျိုးလောင်းထန်းထိသွားနိုင်မယ်ဆိုတဲ့ပုံစံမျိုးလေးကိုလည်းတွေ့ရပါတယ်။နော်လောင်းထန်းထိသွားနိုင်မယ်ကိုယ်ရဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့မှဒီကလာလေးမှာကောင်းမွန်ဟိုဒီစနစ်လပိုင်းမှာတော့ကောင်းမွန်နေတယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့ Torres ဆမလေးတွေမိမိရဲ့မိသားစုစီကိုငွေကြေးနဲ့ပတ်သက်ပြီးတော့ပံ့ပိုးပေးခြင်းနဲ့ဆိုတဲ့စိတ်ဆန္ဒလေးတွေပြင်ပြနေရဆိုကောင်းမွန်ပါတယ်မိသားစုကိုငွေကြေးနဲ့ပတ်သက်ပြီးတော့ပြန်လည်ပြီးတော့မှထောက်ကူပေးရမယ်ဆိုတဲ့ပုံစံမျိုးကိုလည်းတွေ့ရပါတယ်။ အခြေရင်းမြစ်တာရေအခြေရင်းမြစ်တာရေနဲ့ပတ်သက်ပြီးတော့မှတော့ကောက်မှုနေရဆိုတဲ့ energy မျိုးလေးကိုတွေ့ရတယ်မိမိမှာခြေသေးတွေခြေမြစ်တာတွေပေါ်ရှန်နေတာဖြစ်တဲ့အတွက်သူများကိုယ့်ရဲ့ခြေရတဲ့သူတွေကိုယ်ပေးနံပါတ်ရှိရကိုယ့်ရဲ့ partner ကိုယ့်ရဲ့မိတ်ဆွေကိုယ့်ရဲ့မိသားစုတွေကိုချစ်ချင်းတရားနဲ့ပတ်သက်ပြီးတော့မှနော်မေတ္တာတရားတွေပြသနိုင်မယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်မိမိကိုယ်တိုင်ကလည်းချစ်ချင်းတရားတွေနဲ့ like ကိုကိုကိုအင်းနာမာတင်ကို peace ဖြစ်နေတယ်ဆိုတဲ့ပုံစံမျိုးလေးကိုလည်းခံစားရပါတယ် Taurus ကလေးတွေရေ ဲ့တော့မိသားစုမိသားစုနဲ့ပတ်သက်ပြီးတော့မှတော့စိတ်ကျေနပ်နေရမယ်ဆိုတဲ့ပုံစံမျိုး like တပြိုင်နက်တည်းမှာတချို့သူလေးတွေကမိသားစုရဲ့အဝေးမှာရှိနေပေမဲ့ကိုကမိသားစုကိုလှုပ်ပေးလိုက်ရတာဖြစ်တဲ့အတွက်မိသားစုတို့ကိုတခုခုနော်ကိုလှုပ်ပေးရဖြစ်တဲ့အတွက်အဲ့ဒီ PT ကိုဖြစ်နေမယ်ဆိုတဲ့ပုံစံမျိုးလေးကိုလည်းတွေ့ရတယ်နော် PT ကိုဖြစ်နေ PT ဖြစ်နေမယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်သူတို့အဆင်ပြေနေတာမျိုးသူတို့ သူတို့ပျော်ရွှင်နေရမျိုးတွေကြည်ကြည်ချင်းအဖြစ်မိမိကပို့ပြီးတော့မှစိတ်ချမ်းသာနေရမယ်ဆိုတဲ့အခြေအနေမျိုးလေးကိုတွေ့ရတယ်။ဒါကလည်းတစ်ဖက်ထဲမှာကိုယ့်ရဲ့ထောက်ပံ့မှုကိုပံ့ပိုးပေးလိုက်မှုတွေကတဆင့်ကိုယ့်အတွက်ကိုကိုပြီးတော့မှဘာဖြစ်နေလဲဆိုတော့အာကုံယူနေရတာမျိုးဝမ်းတပီတီဖြစ်နေရတာမျိုးတဲ့။ကျမရင်နဲ့ပတ်သက်ပြီးတော့မှတော့ကောင်းမွန်နေပါတယ်။ကောင်းမွန်တဲ့အခြေအနေတော့ရှိတယ်။နောက်တစ်ခုကတော့ဒီမှာ Torres သမားလေးတွေကဒီစနစ်လပိုင်းမှာအချီးရင်းမြစ်တာကြီးနဲ့ပတ်သက်ပြီးရောမှအမ် ဘယ်လိုပြောမလဲချစ်ချင်းတရားတွေချစ်ချင်းတရားချစ်ချင်းတရားတွေပေါ်ကျွဲဝနေတယ်ဆိုရဲ့ပုံစံမျိုးကိုတွေ့ရပါတယ်အဲ့တော့ချစ်ချင်းတရားတွေပေါ်ကျွဲဝနေတယ်ဆိုရဲ့ပုံစံမျိုးကိုတွေ့ရတယ်အဲ့တော့တချို့သူလေးတွေဒီကာလာလေးမှာလက်ထပ်ဖို့ကိစ္စရဲ့ကလေးတွေစဉ်းစားတာမျိုးတချို့ချို့သူလေးတွေကကြတော့လေကိုမျောလင့်ထားတဲ့သူတွေရှိကနေအဖြေရတာမျိုးလေးတွေရှိတတ်ပါတယ်တဲ့ရှိပါတယ်တဲ့အဲ့တော့ guide message အနေနဲ့ကတော့ဗာလေးတွေပြောလဲလို့ပြောတဲ့အခါကျရင် um တခါလေကျရင်ね thorax ကလေးတွေကမိမိတို့ at sign လေးတွေဖြစ်တဲ့အတွက်ပေါ့နော် energy လေးကနည်းနည်းလေးတယ်ဆိုရင်တခါလေးကျရင်တချို့ဆုံးဖြတ်ရမယ့်ကိစ္စရဲ့ကလေးတွေတချို့ကိုယ်စီစဉ်ထားတဲ့အရာလေးနဲ့ပတ်သက်ပြီးတော့မှအချိန်တအားယူတာမျိုးမဟုတ်ဘဲနဲ့နည်းနည်းလေးမြင်မြင်ဆန်းဆန်းလေးအချိန်လေးယူပြီးတက်တက်လေးယူပြီးတော့မှဆုံးဖြတ်ချက်တွေကိုချစေခြင်းနဲ့နောက်တစ်ခါကျတော့မိမိဆုံးဖြတ်ချက်တွေလုပ်တော့မယ်ဆိုရင်လည်းဆုံးဖြတ်ချက်တွေချတော့မယ်ဆိုရင်လည်းအရင် plan နဲ့လုပ်တာမျိုးလေးတွေလည်းအကောင့်နာဖြစ်တဲ့အတွက် plan နဲ့လုပ်တာလည်းလုပ်ပါအချိန်ယူတာလည်းယူပါဒါပေမဲ့တချို့ဟာတွေနောက်ကျမသွားပါစေနဲ့တဲ့ အဲ့တော့အခုကတော့ဗာကိုလဲပါဗာကိုသမားလေးတွေကတော့အခုကာလလေးမှာမိမိတို့အနေနဲ့လူမှုရေးပြဿနာရဲ့ကလေးတွေကြုံတွေ့နေရတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်။အဲ့တော့တမိစားကွဲတာမျိုးမိသားစုနဲ့ဆင်ပြေမပြေတာမျိုးဘေးပတ်ဝန်းကျင်ရသူငယ်ချင်းတွေနဲ့ဆင်မပြေတာမျိုးဖြစ်ပြီးတော့မှစိတ်ထောင်းကိုကျနေတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်။စိတ်ပိုင်းဆိုင်ရာ like မပျော်ရွှင်ချမ်းမြေ့နေဘူးတဲ့အခုကာလလေးမှာတွေ့နေရပါတယ်တဲ့။ဒါပေမဲ့မပူပါနဲ့တဲ့၁၂လပိုင်းမှာငွေရေးကြီးလေးနဲ့ပတ်သက်ပြီးတော့မှတော့ ခြေလုံးရမယ်လတလလို့ပြောလို့ရပါတယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့မှတရဖူစောင်းရမယ်ဆိုတဲ့ပုံစံမျိုးเนาะကိုလှုပ်ထားတဲ့လုပ်ငန်းတွေ project တွေအောင်မြင်လာတာအကျိုးမြတ်တွေရရှိတာကိုမျှော်မှန်းထားသလိုပုံစံမျိုးဖြစ်လာတယ်ဆိုတဲ့ပုံစံမျိုးလေးကိုလည်းတွေ့ရပါတယ်တဲ့เนาะဆိုတော့ငွေချင်းနဲ့ပတ်သက်ပြီးတော့ကောင်းမွန်နေပါတယ်ဘာကိုသမားလေးတွေအဲ့တော့နောက်တစ်ခုကကျတော့အခြေအခြေလေးနဲ့ပတ်သက်ပြီးတော့မှတချို့ခဏပြောတဲ့ အာပြင်းမနေရတယ်နော်ဖောက်ပြန်ခံရတယ်တချို့သူတွေဖောက်ပြန်ခံရတယ်တချို့သူတွေရီးစားနဲ့ပြက်စဲသွားတယ်ဆိုရင်လည်းဒီစနစ်လာပိုင်းလေးမှာပြက်စဲသွားတဲ့လူရီးစားခိုက်ပြက်စဲသွားတဲ့အရာတွေပြီးဆိုပြီးသွားတဲ့အရာတွေကိုမျောပြီးတော့မှစောင့်ဆိုင်မနေဘဲနဲ့ explore လုပ်တင်တယ်နော် area အတစ်ကို territory အတစ်ကိုနော်လူတစ်ကိုလိုက်ဟိုပေါ့နော်ဒီလူဟောက်မစားနေဘဲနဲ့လူတစ်ကိုရှာဖွေတာမျိုးပြီးတော့လူတစ်ကကိုယ့်စီကို ကိုစီကိုလိုက်လာပြီးတော့မှခွင့်တောင်းနေတယ်ဆိုရင်လည်းလက်ခံလိုက်တာမျိုးလေးကောင်းမွန်ပါတယ်တဲ့အဲ့တော့မိမိတွေးထားတဲ့အရာလေးနဲ့ပတ်သက်ပြီးတော့ကောင်းမွန်နေပါတယ်တဲ့ အဲ့တော့မိသားစုရေမိသားစုရေနဲ့ပတ်သက်ပြီးတော့မှအိုးတရင်ကောင်းလေးရေကြားရတဲ့တဲ့မိသားစုနဲ့ပတ်သက်ပြီးတော့မှကို affection နဲ့အရင်ဖြစ်နေတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်မိသားစုအတွက်ကိုကိုလှုပ်ပေးခြင်းနဲ့စိတ်ဆန္ဒလေးတွေပေါ်များနေတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်မိသားစုအတွက်အရင်ကိုပေးဆက်တဲ့သူမျိုးကိုလည်းတွေ့ရတယ်အဲ့တော့မိသားစုနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့မှတရင်ကောင်းလေးတွေကြားရတဲ့တဲ့အဝေးကနေမှနော်တရင်ကောင်းလေးကြားရတယ်အဲ့တော့မိမိအဝေးမှာရောက်နေရဆိုရင်မိသားစုစီကနေကောင်းတဲ့တရင်လေးတွေကြားရတတ်ပါတယ် အဲ့တော့နောက်တစ်ခုကကြတော့ကျမ်းမာရေးကျမ်းမာရေးလေးနဲ့ပတ်သက်ပြီးတော့မှကောင်းမွန်နေပါတယ်ဒါပေမဲ့အထိုင်မများပါစေနဲ့ဗာကိုသမားလေးတွေအထိုင်များအထိုင်များတဲ့သူလေးတွေဆိုရင်အာပြီးတော့ဗာလဲနွနွထွထွလေးနေပြီးတော့မှလမ်းလေးတွေလျှောက်ပေးတာမျိုးပေါ့နော်ဒီကာလကလည်းမြမပြီမာကောနော်အဖက်နဲ့ like ထိုင်းမာကောရှိမှလည်းချောင်းမာဒီလည်းရောက်ပြီးပုံမှန်ဆိုရန်ကုန်ကမအေးပေမဲ့ဒီကာလမှာအေးနေရဆိုတော့လဲဒီမှာနွနွထွထွလေးနေစေချင်ပါတယ်နော် နွနွတွတွလေးနေစေချင်ပါတယ်နောက်တစ်ခုကကျတော့မိမိသားစုကိုဒီမိသားစုအတွက်ကိုမြစ်တာပြပေးတာလဲပြပေးပြပေးတာပဲပေါ့နော်သူများတွေသူတို့အတွက်ကိုကြည့်ပေးနေရင်လည်းကို့အတွက်ကဘူးမဆိုင်တာမျိုးတွေမဖြစ်ပါစေနဲ့တဲ့ဒါမျိုးလေးနဲ့ပတ်သက်ပြီးတော့မှသူကပြောထားပါတယ်နောက်တစ်ခုကကျတော့ဗာလဲလို့ပြောတဲ့အခါကျရင် အာဒီမှာမိသားစုနဲ့ပတ်သက်ပြီးတော့မှတာဝန်ပိုပြီးနေရတဲ့ပုံစံမျိုးလေးတွေရှိမယ်မိသားစုနဲ့ပတ်သက်ပြီးတော့မှကိုလှုပ်ပေးနေရတဲ့အရာမျိုးလေးတွေမှာဒီလာထဲမှာနောက်ထပ် တာဝန်ပိုပြီးရမျိုးအဝေးကနေတစင်မိမိကတာဝန်နေအလုပ်ထဲမှာပဲဖြစ်ဖြစ်နောက်မိသားစုကိစ္စပဲဖြစ်ဖြစ်တချို့ကိစ္စရက်ကလေးတွေဖြစ်ဖြစ်တာဝန်ယူရတဲ့တာဝန်ခံရတဲ့အပိုင်းတွေပုံများလာနိုင်ခြေရှိပါတယ်ဒါပေမဲ့လည်းကောင်းမွန်ပါတယ်မိမိကအောင်မြင်အောင်လှုပ်ဆောင်နိုင်မယ်ဆိုတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်အရင်ကြီးစိတ်တက်မကြပါနဲ့တဲ့နော် အဲ့တော့နောက်တစ်ခုကကျတော့ကက်ပီကွန်သမားလေးတွေကက်ပီကွန်သမားလေးရင်းနဲ့အခုအချိန်ကတော့ကောင်းမွန်နေတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်မိမိတို့ပလန်ထားတဲ့အရာလေးတွေခုချိန်ဒီလမှာဒီခုကာလလေးကလည်းကောင်းမွန်တဲ့ energy လေးကိုတွေ့ရတယ်ချို့ချို့လူလေးတွေကမိမိမျော်မှန်းထားတဲ့အရာလေးနဲ့ပတ်သက်ပြီးအောင်မြင်သွားတာပြည့်မြောက်လာလို့ကိုကိုကိုဂုံပြူနေတာချီးရွှဲဖြစ်နေတာကြည်နဲ့ပီတိဖြစ်နေတာမျိုးပေါ့နော် inner peace အတွင်းင်းကနေကိုလာပြီးတော့မာခတ်ကိုအတွက်ကိုပီတိဖြစ်နေရဲဆိုရဲပုံစံမျိုးလေးကိုတွေ့ရတယ်။ကယ်ပီကွန်သမားလေးနဲ့ပတ်သက်ပြီးငွေရေးကြီးနဲ့ပတ်သက်ပြီးတော့မာနီဖက်စတေးရှင်းတွေလှုပ်ထားတာမျိုးရှိလားတဲ့။မိမိမာနီဖက်စတေးရှင်းတွေလှုပ်ထားတဲ့ဆိုရင်ငွေရေးကြီးနဲ့ပတ်သက်ပြီးမာနီဖက်စတေးရှင်းတွေအောင်မြင်ဖို့ရှိပါတယ်ပြင်းမြောက်လာဖို့ ရှိပါတယ်เนาะဒီလာထဲမှာဒီလာထဲမှာမဟုတ်ဘူးဆိုရင်တောင်းမဒီလာထဲမှာအစကောင်းနေဆိုရင်တဲ့ဒီလာထဲမှာစခဲ့မယ်ဆိုလေချို့သူတွေကမစရသေးဘူးဆိုလေဒီလာထဲမှာငွေရေးခြင်းနဲ့ပတ်သက်ပြီး manifestation လေးလုပ်ကြည့်ပါကောင်းမွန်နေပါတယ်အဲ့တော့စပြီးတဲ့သူတွေဆိုလေငွေရေးခြင်းနဲ့ပတ်သက် manifestation လုပ်ချားသူတွေဆိုရင်ဒီလာထဲမှာငွေရေးခြင်းနဲ့ပတ်သက်ပြီးပြည့်မြောက်လာဖို့ရှိပါတယ်တဲ့ အဲ့တော့ချစ်ရည်မြစ်တာရဲ့အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့မှတော့အများကြီးပြောင်းလဲမရှိပါဘူးအများကြီးပြောင်းလဲမရှိပါဘူး single လေးဆိုလဲ maybe ဒီလာထဲမှာချစ်တည်မရနိုင်သေးဘူးပုံစံမျိုးပေါ့နော်အဲ့တော့ relationship တဲ့သူတွေအိမ်တော်တွေတွေကလည်းကိုယ်ပိုင်နဲ့ကိုယ်အပေးယူ like ပြဿနာပြဿနာမဟုတ်တလို့ပြဿနာမရှိတလို့လည်းနည်းနည်းအရင်ကို excited ဖြစ်စရာလေးတော့တိတ်မတွေ့ရအောင်ပေါ့နော်သူအာရေးလိုက်ငားလိုက်ပဲတွားနေမယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်ကိုယ်ပိုင်နဲ့ကိုယ်ပဲ အမ်အဆင်ပြေသလိုညှိနှိုင်းပြောမှနင်းနေရမယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်ဒီလိုမျိုးအရင်ကိုစိတ်လှုပ်ရှားစရာကိစ္စရဲ့ကလေးတွေအချီးရင်းမြစ်တိုင်းအိမ်တော်ရေးမှာတော့ဒီလာထဲမှာတိတ်မတွေ့ရပါဘူးတဲ့မိသားစုရဲ့ဝန်နဲ့ပတ်သက်ပြီးတော့မှမိသားစုတွေအတွက်ကောင်းမွန်တဲ့ energy ပုံစံမျိုးကိုတွေ့ရတယ်မိမိကနိုင်ငံရဲ့ချမ်းမှနေတယ်ဒါမှမဟုတ်မိသားစုတစုကမိမိမိသားစုဝင်တွေကနိုင်ငံရဲ့ချမ်းမှနေတယ်ဆိုရင်ကောင်းမွန်တဲ့ energy ဒီဒီဇင်မှာမကုန်ခင်မှာပဲဖြစ်ဖြစ်เนาะဒီနှစ် ဒီဒီဇင်မောက်ကုန်ကင်မှာဖြစ်ဖြစ်ဒါမှမဟုတ်ဆိုလေလာမယ့်နှစ်เนาะတနှစ်ပတ်လုံးမှာကိုယ့်အတွက်မိသားစုနဲ့ပတ်သက်ပြီးတော့မှအပြောင်းလဲကောင်းနေရှိလာမယ်ဆိုတဲ့ပုံစံမျိုးလေးကိုလည်းတွေ့ရတယ်။ကောင်းမွန်တဲ့အရာလေးတွေအဲ့တော့ကိုယ်ရင်ကမိသားစုနဲ့ပတ်သက်တာပဲဖြစ်ဖြစ်လောက်ခဲ့တဲ့အရာလေးတွေကကောင်းမွန်တဲ့အရာကလေးတွေဆိုရင်ဒီလကဆိုရင်ကိုယ်ဒီပြန်လဲရိတ်သိမ်းရမယ်ဆိုတဲ့ပုံစံမျိုးကိုလည်းပြောလို့ရပါတယ်တဲ့။နောက်တစ်ခုကကျမရေကျမရေနဲ့ပတ်သက်ပြီးတော့မှတော့အကောင်းမွန်နေတဲ့ဆိုရပုံစံမျိုးတွေ့ရတယ်ဒါပေမဲ့ အဓိကဘာမှကျင်တာလဲလို့ပြောရဲ cheating မလုပ်ပါနဲ့မိမိရဲ့ချစ်သူအပေါ်မိမိရဲ့ like လို့ပြောမလဲ အာဒီအိမ်တော်ဘက်ပေါ်မှာချီတင်းနေမလုပ်ပါနဲ့เนาะတောင်းနောက်ကြောရထားတဲ့ထိုးတာမျိုးလေးမဖြစ်ပါစေနဲ့တဲ့အဲ့ဒါမျိုးလေးနဲ့ပတ်သက်ပြီးသတိထားပါအဲ့ဒါလေးပြဿနာရေးလေးဖြေရှင်းရတာမျိုးလေးတွေเนาะဟိုကိုမစမိတဲ့အရာလို့လို့စမိအားဖြင့်စိတ်ပိုင်းဆိုင်ရာစိတ်ညစ်ညူရတာမျိုးလေးတွေတွေ့ရတတ်ပါတယ်တဲ့အဲ့တော့ဒီမှာခုနှစ်ခုနှစ်ကနန်းလေးတွေအားကောင်းနေတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်တဲ့เนาะအဲ့တော့ကက်ပီကွန်သမားလေးဒါမျိုးလေးနဲ့ပတ်သက်ပြီးတော့မှာ အာဟိုလောဘနောက်တစ်ခါကျတော့လောဘမကြီးပါနဲ့ကက်ပီကိုဒီမားလေးအလုပ်တစ်ခုကိုလောဘမကြီးပါနဲ့နော်လောဘကြီးရတယ်မျိုးလုပ်ပါတယ်ငွေကြီးပဲဖြစ်ဖြစ်အိမ်ကောင်ချီးရမှာပဲဖြစ်ဖြစ်အလုပ်မှာပဲဖြစ်ဖြစ်လောဘမကြီးပါနဲ့တဲ့ဒီတလာလုံးအတွက်ကိုတော့ကျေးဇူးတင်ပါတယ်ရှင်